တ်မယ်ဆိုလို့ရှိရင်အဲ့ကလေးကိုတတ်ပြေးကမှာအဲ့ဒါဆိုရင်မင်းတို့ခွေးမျိုးတွေတိုင်းပြီးတော့အကုန်မျိုးပြောင်းလာကြပြီဟမ်စစ်သားသားမိအကုန်တတ်ကမလို့ဖြစ်ကုန်တိုင်းပြည်ပေါ်ကိုခေါင်းဆောင်လုပ်ချင်တဲ့ကောင်းတဲ့ကောင်းတဲ့ပြောတဲ့စကားဟမ်လမ်းမင်းပါရမဘာတော့သူ့ဆက်ပါအောင်မေပေါက်ပန်း၄၀ပြောချင်တယ်ပြောဟိုရိုက်ပါတကယ်ရိုက်ပါတကယ်ရိုက်ပါဒါတော့သူများတွေတေရုမောများဖြစ်တဲ့ချိန်မှာရေပတ်တဲ့ကောင်ဖောင်းမောရိုက်ပါဆက်တဲ့ရှင်းပါရှင်းမလားပြင်ရိုက်ပါဒါတော့လေတစိတ်မလွန်လွန်မှုလားလို့ရှောက်ထားချင်ပါတယ်မင်းတို့ရေမကစားကြပါနဲ့ကွာမပြောင်းကြပါနဲ့တေးတဲ့လူတွေကို အားနာပါအောင်လို့ဖြောင်းဖြောင်းဖြားဖြားပြောမယ်ဆိုလို့ရှိရင်တော်ရောပေါ့ဗျာအခုတော့ရိုက်မယ်ကွာစုံမယ်ကွာဆိုတော့မခက်ပေဘူးလားရိုက်ရတဲ့အောင်ကိုရောမွေးထားတဲ့တာသမီတွေမှမဟုတ်တာဗျာ ဟေးယူချူပရီတဂျီမြအောင်ပဲမင်္ဂလာပါဂျက်ဆလုရှင်ကနေပြလဲကျဆွန်လိုက်ပါတယ်ခု just dance ဆက်ပြီးမဲ့ထုတ်တဲ့ရင်လေးတွေက Apple 15ရက်နေ့မနေ့ကနောက်ဆုံးရရှိထားတဲ့တည်ရင်လေးတွေနဲ့ဒီနေ့ Apple 16ရက်နေ့မနေ့ကရရှိထားတဲ့တည်ရင်လေးတွေဖြစ်ပါလိမ့်မယ်ပြီးတော့နောက်မှာကိုစီနဲ့ကိုရင်သိမ့်မင်းတို့ dance ဆက်ပြီးသွားတဲ့တည်ရင်လေးတွေဖြစ်ပါလိမ့်မယ်ဟုတ်ပြီထောင်းဆန် digest နဲ့တူဆောင်တွေလိုက်ပါကျေးဇူးပို့တဲ့ပေးကြပါရစေကြောက်ပေးတည်ရင်လေးတွေလူရင်းသွင်းနဲ့ဖတ်ပြပါမယ်ပထမဆုံးတည်ရင်သဘောအနေနဲ့မြန်မာနိုင်ငံတော်ဝန် Apple 15ရက်နေ့ရရှိထားတဲ့အချက်လက်များရစစ်ကောင်စီတပ်ဖွဲ့ဝင်ခုနအိုမတာပေါ်တော့ ြောင့်ဘီရုကခွိုင်းတပ်ဖွဲ့မှထုတ်ပြန်ခြင်းနဲ့ပြောဆိုချက်များသိရှိရပါတယ်။ကောင်းမကောင်းပြီးတော့မန္တလေးတိုင်းတို့ထိုးကြီးမြို့ပေါ်တွင်အရက်ထွက်ဝေဒီစစ်သားနှအိုးကိုအနည်းကပိခတ်တိုက်ခိုက်ရနှအိုးလုံးနော်တီဆုံးပြီးမှတနတ်နဲ့လက်တင်းစေရရှိခဲ့ကြောင်းသိရှိရပါတယ်နော်ပိခတ်ပြီးပြီးချင်းမှာနှအိုးလုံးမတာပေါ်တော့တဲ့တည်င်းလေးဖြစ်ပါတယ်ကောင်းမကောင်းနော် ပြီးတော့နောက်မှာပဲခူးတိုင်းမင်းလာမြို့နယ်တွင် PDF တရင်များကိုလိုက်လံဆောင်စားနေသည့်လက်နက်ကိုင်ပြူစောဒီလင်မယားကို ပိခတ်တိုက်ခိုက်ရတဲ့အိုးမသားပေါ်တော့ချက်မသားပေါ်တော့ခဲ့ကြောင်သိရှိရပါတယ်။ကောင်းမှကောင်းပြီးတော့အာမကွေးတိုင်းရေစကြိုမြို့အခြေဆိုင်ခလာရ15တိုက်ရင်မှာထွက်လာတော့ဂျမ်ဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရစစ်သားလီအိုမသားပေါ်တော့ချက်သိရှိရပါတယ်။ထလာပြန်ပြီ။ကောင်းမှကောင်းပြီးတော့ ချင်းပြည်နယ်ဟာခါမြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီ၏ခလာရနှစ်66တိုင်ရမှာပြီးသူစစ်၃ဦးလက်နက်ခဲရများနဲ့အတူအလင်းဝိုင်းခဲကြောင်းချင်းလင်း Defense Force ဟာခါကဒရင်ထုတ်ပြန်လေဒရင်လေးဖြစ်ပါတယ်။ကျန်တဲ့လူတွေလည်းမြင်မြန်လင်းဝင်ကြတော့မင်းတို့ကောင်တွေတော့အချိန်မရှိတော့ဘူးနော်။ ပြီးတော့စကိုင်းတိုင်းအင်းတော်မြို့တင်းတိုက်ပွဲတွင်ဖန်စီယာရှိတော်စတုံပန်တမခွန်ခွန်တမမိုးဘူမိုးချုပ်အောင်တဲ့အိုနဲ့တတမြတ်ကို စစ်စင်းနေပြီးထွက်ဆိုချက်နဲ့စစ်စင်းသူရှိချက်အပေါ်အခြေခံတရားစီရင်မည်ဖြစ်ကြောင်းအမျိုးသားညီငွေ၏အဆိုအရအင်ဂျူအင်ယူဂျီဝန်ကြီးချုပ်ယုံပြောင်းရေးဆိုခင်ရှိသူဦးနေဘုံလက်ကပြောဆိုလိုက်တဲ့တည်င်းလေးဖြစ်ပါတယ်เนาะကဲ အာမနေ့ကတည်င်းလေးတွေတော့ပါပဲဆက်လက်ပြီးမှကျွန်တော်ကိုစီတန်ဆက်ပြီးသတင်းလေးဆက်ကြည့်လိုက်ကြအောင်နော်တကြံရစ်မှာငမဲလုံးဆောက်အခုလိုများတဲ့ငမဲလုံးအခုတော့တော်လန်ရေးကိုထောက်ခံလို့တဲ့ဟုတ်ကလေးတငယ်တွေအမျိုးသမီးတွေအပါအဝင်ပြည်သူ အများစုကိုတတ်ခတ်ကြအောင်ငမဲလုံးကဝန်ခံလိုက်တဲ့တင်းနဲ့ဖြစ်တယ်ဟုတ်ကလေးများအပါအဝင်လူပေါင်း180ခန့်တေဆုံးနေတော့ပစည်းလေးချောင်းတိုက်ခတ်မှုအပါအဝင်2022ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အရက်သားများတည်ဆုံးခဲ့သည့်တိုက်ခိုက်မှုများအား၎င်းတို့ကျူးလွန်ခဲ့ကြောင်းစစ်ကောင်စီကပထမဆုံးအကြိမ်ထုတ်ဖော်ဝန်ခံလိုက်ပြီးနေပြည်တော်တို့လာရောက်ခဲ့သည့်အယ်ဂျာဇီးယားတရင်တောင်းနှင့်အင်တာဗျူးတွင်စစ်ကောင်စီကြံကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းကဝန်ခံပြောဆိုခဲ့ခြင်းဖြစ်ပြီး PDF များကိုတိုက်ခိုက်မည်ဆိုပြီးခလင်းငယ်များအပါအဝင်အရက်သားများထိခိုက်တည်ဆုံးနေသည်ကိုလက်ခံပါသလားဟုမေးမြန်းမှုအပေါ်ဗိုလ်ချုပ်ဇော်မင်းထွန်းကခလင်းတွေအများကြီးပါတယ်ဆိုတာကသူတို့ကတောင်းကျမ်းလိုအဖွဲ့အစည်းတွေနဲ့ဆက်ဆက်နေတဲ့အုပ်စုတွေနဲ့ပတ်သက်နေလို့ပါအဲ့တော့ဟုတ်တယ်ကျွန်တော်တို့တိုက်ခိုက်ခဲ့တယ်လို့ခြေချခဲ့တယ် ။ဟင်းဟေဆိုနေစဉ်၌ညနာအမူအရာခက်ထန်တင်းမာနေပြီးတိုက်ခိုက်မှုဆိုမှတော့ဘေးထွက်ဆိုးကျိုးရှိမှပဲလေ။ဒါကစစ်ရဲ့တဘောပဲညှဉ်းဆန့်လို့မရပါဘူး။ရှင်းပါလေအကြမ်းဖက်မှုတွေအကြမ်းဖက်ဓမ္မတွေကိုမထောက်ခံရင်တိုက်ခိုက်ခံစရာအကြောင်းမရှိဘူးထပ်မံဖြေကြားသွားလိမ့်။စစ်ကောင်စီကအကြမ်းဖက်ဘုံကျဲတိုက်ခိုက်မှုများအတွေ့အကြုံတွေတွင်လူတေဆုံးမှုအများဆုံးဖြစ်ခဲ့သည့်ဒစီလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ဒီ2023ခုနှစ်ဧပြီလ17ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးရက်ဆမ်နိုင်ငံထုတ်တိုက်လေရင် YAK ဝမ်ရတက်ပြီးဖြစ်ပေါင်900ဖြစ်အားပြင်းဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီး MI 35ရဟင်းပေါ်မှာစက်တနက်များဖြင့်ပတ်ချလေပြန်တန်းပြစ်ခတ်ခဲ့ပြီးရင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်40ကိုဝင်ဆောင်အမျိုးသမီးအပါအဝင်အမျိုးသမီး24ဦးပါအဝင်အရတား162ချီဦးတင်ဆုံးခဲ့တယ်90ထက်မနည်းကိုလက်အင်အားများဆုံးရှုံးခဲ့ပြီးအတန်ဆွမ်းဘဝရောက်ခဲ့တယ်ဆိုဖြစ်ရသည့်လေကြောင်းမှတိုက်ခိုက်ပြီးနောက်ပိုင်းမြေပြင်၌တော်လောင်ထားသည့်ရံများပောက်ပွဲခြင်းကြောင့်ထိခိုက်တေဆုံးမှုများပြားခဲ့ခြင်းဟုစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့သည် စစ်တပ်ရဲ့ဝန်ခံလိုက်တဲ့တရင်ကြားရပြအရက်သားတည်ဆုံမှုတွေကိုတာဝန်ခံဖို့ဝိုင်းကြိုးစားပေးပါဘူးပစည်းလေကြောင်းတိုက်ခတ်ခံရမှုနဲ့မိသားစုဝင်၃ဦးတည်ဆုံခဲ့တယ်လို့ပြောနေစစ်ကောင်စီဒီလူလူတော်နိုင်ရဲ့အတွင်းအရက်သားများပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခတ်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းမြေပြင်စစ်ကြောင်းများတပ်ဖြတ်ခြင်းများပြုလုပ်နေပြီး2021ခုနှစ်မှ2025ခုနှစ်မှလာပြီးအရက်သားတည်ဆုံမှု6000ကျော်နေပြီဖြစ်ပြီးစစ်ကောင်စီယခုကဲ့သို့ဝန်ခံမှုကိုနိုင်ငံကနေပြစ်မှတ်တမ်းယူထားရန် စကိုင်းတိုင်းမှာကာကွယ်ရေးရဲဘော်လူကပြောတယ်အစိုးရဆိုတဲ့စိတ်မရှိမဲနဲ့လူလူကိုတတ်နေတာကိုနိုင်ငံတကာအနေနဲ့ရှင်းရှင်းလင်းလင်းမြင်ဖို့လိုတယ်ဟုတ်ဆိုပါရဲဘော်ကပြောတယ်ဒီမှာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းမှုချုပ်ကြီးအထူးကိုယ်စားလှယ်ဂျူနီယာဂျူလီဘစ်ရော်ဒီပြီးခဲ့တဲ့အေဘလာဆန်တွေငလီဘေးကူညီရေးအတွက်ဒီမှာနိုင်ငံတို့ရောက်ရှိလာခဲ့သည့်၎င်းအချိန်တွင်စစ်ကောင်စီကရက်သားများပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေခဲ့သည်အန္တရာယ်28ရက်နေ့ငလီကိုကူညီခဲ့တဲ့ရေးပြုတ်လို့ရန်အတွက်မြန်မာနိုင်ငံရဲ့အစိုးရ IUG ကမတ်လ30မှာအေဗလာ30ရက်နေ့ထိနှစ်ပတ်ကြာထိုးစစ်အားလုံးရပ်တန့်ထားပြီးဖြစ်ကြောင်း မလ29ရက်နေ့၌ကြီးညာခဲ့ပြီထို့နောက်ဧဒရာ7ပိုင်းမှစ၍နောက်ထပ်တစ်ပတ်ကြာအပြည့်တန်တိုးခဲ့တယ် AMNDA နဲ့ TNNA တို့ပါဝင်သည့်ညီနောင်မဟာမိတ်၃ဘက်ကလည်းတလားကြထိုးစစ်အားလုံးရပ်တန့်မြေဟုဧဒရာ7ရက်နေ့တွင်ကြီးညာခဲ့ပြီကချင်လွတ်လပ်ရေးအဖွဲ့ KAO ကလည်းခုခံကာကွယ်ရေးလုပ်ငန်းများမှလွှဲထိုးစစ်များ၃ဘက်ကြာရပ်တန့်မြေဟုဧဒရာ7ရက်နေ့တွင်ကြီးညာခဲ့ပြီစစ်ကောင်စီကဧဒရာ7ရက်နေ့မှဧဒရာနစနေရနေသည့်အပြည့်အစုံမျိုးကြီးညာခဲ့တော်လေလေချောင်းနှင့်တက်တက်ဒီတိုက်ခိုက်မှုများပြုလုပ်နေသည်စစ်ကောင်စီကမလ28ရက်မှာဧပြီလ27ရက်ထိလေချောင်းနှင့်တက်တက်ဒီတိုက်ခိုက်မှု တရားနဲ့နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးအရက်သား132ဦးတေဆုံးက132ဦးဒဏ်ရာရခဲ့ကြောင်းယူသားညီမျိုးအစိုးရကဧပြီလ12ရက်နေ့တွင်ထုတ်ပြန်ထားသည်လက်ရှိတကြံကာလအတွင်းလက်စစ်ကောင်စီ၄ကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီကဲဒါပကြီးပစည်းပစ္စည်းရခလေးငယ်ပေါင်း40ကျော်တေးရတာနော်မျိုးတပီးပေါင်း20ကျော်တေးရတယ်လူပြည်သူအရက်သားပြည်သူအားလုံး160ကျော်တေးရတယ်အဲ့တော့ဒါကိုစစ်ကောင်စီရဒီနမဲနွားကဘာပြောလဲဆိုတော့အကြမ်းဖက်နှမအနေနဲ့ပတ်သက်လို့ဒီလူတွေပါတတ်ကြတာလို့ပြောတယ်ကောင်းပြီအဲ့ဒါဆို PDF တွေကိုအကျန်းဖက်သမားတို့မင်းတို့ဘက်ကတတ်မှတ်မယ်ဆိုရင် PDF အချမ်းကလည်းเนาะ PDF တော့မဟုတ်ဘူး CRPH ဆိုတာဒီရွေးကောက်ပွဲမှာတီတူတွေရွေးချယ်ထားတဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ဒါဒီပြည်သူ့ရဲ့အနီးဆက်ဆုံးဖွဲ့စည်းပြီးအဲ့ဒါဒီဆက်တာမရှိတော့ဘူးစစ်တပ်ဆိုတာပြည်သူကိုယ်စားပြုထားတာမဟုတ်ဘူး CRPH မှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်ဆိုတာပြည်သူကိုယ်စားပြုထားတာအဲ့တော့အဲ့ပြည်သူကိုယ်စားပြုထားတဲ့အဖွဲ့ဒီ PDF ကအကျန်းဖက်မှာလို့ပြောထားတာစစ်တပ်ဒီအကျန်းဖက်မှာလို့ပြောထားတာ လက်ရှိစစ်ကောင်စီကအကြမ်းဖက်အဖွဲ့စည်းပါလို့ CRB ကကြေညာထားတာအဲ့တော့အကြမ်းဖက်အဖွဲ့စည်းနေနဲ့ပတ်သက်တဲ့လူမှန်နဲ့အကုန်တက်မယ်ဆိုရင်စစ်တပ်မျိုးရိုးမှန်နဲ့အကုန်တက်ပြီကမလားဟွန်းအဲ့ဒါရှင်းတယ်ဟုတ်တယ်နိုင်ငံတကာအဲ့ဒီမေကွန်းပဲပြန်ထုတ်လိုက်ရုံပဲနော်ဇော်မဲလုံးပြောတဲ့စကားဒီတိုင်းပြည်ကိုပိုစားပြုတဲ့စစ်တပ်တစ်ခုရဲ့ပြောစကားလားစစ်သွေးကြွက်နော်ဒီအဖြစ်သမားနော်ဒီအကြမ်းဖက်သမားတယောက်ရဲ့ပြောစကားလားဖေရပီဒီအက်ဖြစ်နေတယ်သူ့ရဲ့အရွယ်မြောက်လေးတဲ့ခလေးရ ဒီဖေးနဲ့ပတ်သက်ခွင့်မရှိတော့ဘူးလားဆိုတော့ဒီဖေးနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်အဲ့ကလေးကိုတတ်ပြစ်ကမှာလားအဲ့ဒါဆိုရင်မင်းတို့ခွေးမျိုးတွေတိုင်းပြီးတော့အကုန်မျိုးပြုတ်လာကြပြီဟမ်စစ်သားသားမိအကုန်တက်ကဘလို့ဖြစ်ကုန်လဲတိုင်းပြည်ပေါ်ခေါင်းဆောင်လှုပ်ချင်တဲ့ကောင်းတကောင်းနဲ့ပြောတဲ့စကားဟမ်လမ်းမေးပါရမသားတော်သူ့ဆက်ပါအောင်မယ်ပေါက်ပန်း40ပြောချင်တယ်ပြောစင်သားကြီးနော်ဒီလိုကောင်းမျိုးတွေကိုစစ်တပ်ထောက်ခံတယ်ဆိုတဲ့လူတွေအနေနဲ့ဘလို့အုံနောက်မျိုးဘလို့တိတရားမျိုးထောက်ခံတယ်မရှိဘူးလားမသိဘူး အခုဒီလိုပြောလိုက်တဲ့စကားကြီးချက်စရာကြီးဟမ်ဒီလိုစကားမျိုးကိုအင်ဂျီဘက်ကပြောလိုက်ကျွန်တော်ကိုယ်တိုင်တတ်ပွတ်တယ်ဒါဟာအဘိမရှိတဲ့စကားမဟုတ်ဘူးလေပေါ့မန်လေးတဲ့အောက်တန်းသားစကားဟုတ်တယ်နော်ဒီလိုစကားမျိုးကိုကိုတော်လိုင်းအင်ယန်စုဘက်ကပြောရင်ပြည်သူတွေတတ်ပွတ်တယ်အဲ့တော့အကျန်းဖက်ဓမ္မတွေတဲ့ပတ်သက်လို့ကလေးတွေမှာတတ်ကြတယ်ဆိုလို့ရှိရင်လက်ရှိမြန်မာပြည်မှာပြည်သူကိုအကျန်းဖက်နေတာဒီဘယ်ဖွဲ့စည်းလဲပြည်သူရဲ့အနည်းဆက်ဆုံးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ CRPHC လက်ရှိအာဏာသိမ်းစစ်ကောင်စီကအကြမ်းဖက်ဖွဲ့စည်းပါလို့ကြေညာထားတယ်နံပါတ်1တစ်ချက်နံပါတ်2တစ်ချက်မြန်မာပြည်မှာ PDF တွေတိုင်းသားလက်နက်ကင်တွေစစ်ကြောင်းထိုးလို့ရွာလုံးကျွတ်ထွက်ပြေးရတဲ့ဒေသမရှိဘူး။ဟွန်းဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းထိုးရင်ရွာလုံးကျွတ်မဟုတ်ဘူး။ရွာ900ရွာရှိရင်900ရွာတော့အကုန်လုံးပြေးရတယ်။အဲ့တော့တိုင်းပြည်နဲ့ပြည်သူပေါ်အကြမ်းဖက်နေတာဒီဘယ်ဖွဲ့စည်းလဲ။အဲ့တော့အကြမ်းဖက်ဖွဲ့စည်းရဲ့နော်ပတ်သက်နေလို့ရှိရင်အကောင်တက်ခွင့်ရှိတယ်ဆိုရင်ဒါကဘုဒ္ဓဆုံးမင်းထုံးကိုယ်တိုင်ပြောခဲ့တဲ့စကားအဲ့တော့ PDF ရဲ့အနေနဲ့ လက်ရှိစစ်ကောင်စီတောင်းနေဆိုပြီးဒလန်လေးရှင်းတယ်။ဒလန်မှမဟုတ်တော့ဘူးစစ်တပ်သားသမီးတွေရှင်းွင့်ရှိနေတယ်။ဒါဒိုမီနိုတကားတိုင်းဆိုအဲ့လိုပဲစစ်သားသမီးတွေရဲသားသမီးတွေချင်းကဲဘယ်လိုဖြစ်ကုန်လဲ။ဟမ်အဲ့လိုလုပ်လို့ရသေးလား။အဲ့တော့တကယ်အကျံဖက်ဓမ္မအကျံဖက်စကားတွေပြောနေတာဘလူလဲအကျံဖက်အလုပ်လုပ်နေတာဘလူလဲဟမ်ရှင်းရှင်းလေးအဖေကအဲ့တော့နိုင်ငံတကာအနေနဲ့ကျွန်တော်တော်လိုင်းကျန်းစုလူဘက်ကတော့ခေါင်းဆောင်တွေအနေနဲ့ဒါမျိုးတွေကိုနိုင်ငံတကာအသိအစီစာပြောရမယ် อืมโอเคตู้บักอ่ะไอ้หนูပြောเลยဆိုရင်ပြည်သူတွေကသူတို့အကြမ်းဖက်နှမလို့ပြန်ဆွဆွဲထားတာဟာပြည်သူတွေကစစ်သားသားမင်းဆိုရိုက်တက်กว่าဆိုဘယ်လိုဘယ်လိုရှင်းညာဟွန်းညီမစီမတွေးထောင်းစီကုန်မယ်အနေထားမဟုတ်ဘူးလားကဲဘယ်လိုရှင်းမလဲအဲ့ဒါဟုတ်တယ်လေပြည်သူအများစုကလည်းဒီစစ်ကောင်စီကိုအကြမ်းဖက်လို့ပြောထားတာလေတနေ့ကြီးညာထားတာလေအဲ့တော့ဇော်မင်းတို့ပြောတယ်လို့ပြောရမယ်ဆိုငါတို့လည်းစစ်သားသားမင်းတို့ရိုက်တက်กว่าရဲသားကြီးတွေရိုက်တက်กว่าဟွန်းဟမ်ကျောင်းမှာစာနေကျောင်းမှာစစ်သားသားမင်းတွေရဲသားမင်းတွေ ဟောမှာကလေးတွေပျောက်ပေးကဲဘယ်လိုဖြစ်ကုန်ကြလဲဒီတိုင်းကြီးကအကုန်လုံးခွေးဆောင်စီးပြီးတော့အကျန်းဖက်တွေကုန်မရှိကုန်ရဘူးလားอืมအဲ့တော့စစ်တပ်ကိုထောက်ခံတယ်ဆိုတဲ့လူတွေအနေနဲ့အခုဇော်မင်းတို့ပြောလိုက်ရဲ့စကားကြီးကိုမရှက်တာလားရှက်ရကောင်းမှမတိတာလားဟုတ်တယ်နော်တကယ်တကယ်ကဲဟိုကြားစစ်အံ့ဩတယ်ဟာဒါကြောင့်မလို့လေတခါကျရင်ကျွန်တော်တွေးမိတယ်ငါတို့ဘုံတက်အောက်ထုတ်ဖို့လုပ်နေတဲ့ကောင်ကြီးကဒီလိုကောင်မျိုးတွေကပေးလာပေးလိုက်ရှင်တော့လေဒီလိုကောင်မျိုးတွေကငါတို့အပေါ်ကိုတက်ပြီးတော့အောက်ထုတ်ဖို့လုပ်နေတယ် ဟွေးမိဖြတ်ပြီးတော့ငေါက်ကြက်တွေစောင်းမေးတော့ဒီတဲ့ကြက်တွေရှိအောင်မယ်ဟမ်ဇော်မေးထုံးတို့အဲ့ဒီမင်းအောင်နိုင်တို့စောက်ွက်တွေကိုကြည့်တလိုက်ဆန်တကောင်နောက်တော့ကြက်တွေမင်းကလာမရှိတဲ့အကုလိုကောင်ပဲနော်တကယ်မိစ္ဆာကောင်တွေနော်ပီဒီအဲ့တော့အဲ့တော့ဒီကောင်မျိုးတွေကတိုင်းဒီဘုံတက်အောင်ချုပ်တော့ခံကြမလားကိုတက်မဆိုင်တို့နေကြမလားအခုတကြံရဲ့ဟာပျော်ပန်းနေတာပဲကျွန်တော်ပြောသလိုပျော်ကျင်တာပေါ့အပျော်လူတိုင်းကြိုက်တယ်အပျော်မကြိုက်တဲ့လူမရှိဘူးဟမ်ဒါပေမဲ့ဘာကြောင့်ပြောနေရတာလဲဒီတစ်နှစ်မပျော်လိုက်တော့ငါတို့တွေဘာဖြစ်သွားမလဲ မပျော်လိုက်တာလို့နစ်နာဝါမဲ့လူရှိပြနံပါတ်1เนาะပညာရေးပိုင်းမှာနစ်နာဝါမလားဒီနှစ်တချမ်းမှာမလဲလိုက်လို့ပညာမတက်ဖြစ်သွားနိုင်နံပါတ်2စီးပွားဥစ္စာပြက်စီးသွားနိုင်လူရဲ့လူပြောက်ကဟိုအာငါတို့မပျော်ဘူးဆိုတော့ဟိုဟုတ်တယ်ဘာလို့အတိပညာမဲ့တဲ့အသွေးတော့မသွေးနဲ့လေကိုရင်းကပြောသလိုကိုဘဝအတွက်ထိခိုက်သွားနိုင်လားမပျော်လိုက်လို့ဘာတွေကောင်းသွားမလဲ ငါလိုလူတယောက်မပြောဘူးငါလိုလူဆယ်ယောက်မပြောဘူးငါလိုလူအယောက်တယောက်မပြောဘူးငါလိုလူအယောက်တန်းမပြောဘူးငါလိုလူတနိုင်ငံလုံးမပြောကြရင်ဒီစိမ့်လေမြန်မာပြည်မှာဖြစ်နေတဲ့အနေထားကပျော်တင့်တဲ့အနေထားလားနော်အခုထိုင်ရောက်လာကြတယ်အားလေပတ်တယ်မပြောဘူးမဟုတ်တာတော့ဟိုလုံးဝမပြောဘူးပြောတာပုတ်ပေါ့ဖြစ်နိုင်မယ်ဆိုရင်ပြောပြောပြဒါနဲ့လူငယ်တွေအနေနဲ့ဆယ်ယောက်တဲ့အွယ်တွေအနေနဲ့ဒါတို့ကတော့ဟိုအတီတရားဆိုတဲ့အပေါ်မှာလူကြီးတယောက်လိုမျိုးတိုင်းလေးနဲ့ရှိအောင်မဟုတ်ဘူးပျော်ရှင်ပျော်နိုင်မယ်လှုပ်ရှင်လှုပ်နိုင်မယ်ဒါလူငယ်တွေစတိုင်ဟုတ်တယ်နော်ပြောပါ နော်လူကြီးတွေအနေနဲ့အိမ်မပြောတင်းကိုလူကြီးပိုင်းနေမပြောအပြောပါ့ကိုရှော့ပြီးနေကြမယ်သူကလေးတွေပြောကြမယ်ဒါမှမဟုတ်တတ်လဲဖြတ်လဲအဲဒါတစ်ပြက်ဒုတ်တစ်ပြက်နဲ့အာဒါတလိဆန်ဝါတာကြီးတကက်လူမှုအစ်စ်နန်းရှိတဲ့အတိုင်းဝိုင်းဆိုရင်လက်ယုံတွေလက်နဲ့တွေနဲ့အာအိုးအုံနှောင်းနဲ့အာကိုပြီးတော့အရှင်ဖိုက်ကြအခုလက်ရှိကဘာစစ်ဖြစ်နေတာအမေရိကန်နဲ့တရုတ်အားလုံးနဲ့တိမှာပါစီးပွားရေးစစ်ဒါမှမဟုတ်အုံနှောင်းနဲ့တိုက်နေတာဒါဒါတက်ပြက်ကဘာစစ်ဖြစ်နေတာကိုစစ်ဖြစ်နေတာတော့ ဒါပေမဲ့ပါသေးတယ်တိုးတက်သွားတဲ့ခေတ်မှာလူရိုင်းတွေလိုမျိုးတနတ်တွေဒုတ်တွေဓာတ်တွေလှုပ်တဲ့အရာကိုရှော့နိုင်တော့ရှော့ကြတယ်မလွှဲတာမရှောင်တာတဲ့အရာမျိုးမှလည်းလက်နဲ့နဲ့ပြင်ဆင်ကြလက်နဲ့နဲ့မပြင်ဆင်မဲ့လည်းအုံနောက်နဲ့ဉာဏ်ပညာတွေနဲ့ပြင်ဆင်တဲ့ခေတ်ရောက်နေဒါပေမဲ့ကျွန်တော်တို့ပြည်သူတချို့ကအခုထိဖြစ်လာရင်တတ်မယ်ဖြတ်မယ်ထိုးမယ်ကြိတ်မယ်ဟာအဲ့ဒီဗီဒီယိုဖိုင်တွေကိုကြည့်ကြည့်ရင်ဖြစ်စရာကြီးအာဘီနွားခါလိုက်ပုတ်တော့ချာတော့တတိရှိတယ်လားဖိုက်ရှင်လားဟာဖိုက်ရှင်လားဟုတ်တော့တော့ကျွေးဝဲလိုက်လက်ပွဲပွဲဒီမှာတိရစိန်ကုန်ချာ မကောင်းဘူးလားပတ်ဝန်းကျင်လည်းထိခိုက်မှုမရှိဘူးဟာအခုသူများတွေကပျော်ပျော်ပါပါပျော်ပါနေကြတယ်ကိုကထပ်တက်အဖြစ်ထပ်လို့ကိုချောက်အကုန်လုံးပွေးပြက်ကုန်ဘူးကောင်းလာခဲ့ရတာကိုကောင်မလေးကိုကိုထိလို့နားတယ်ဆိုရင်ကိုကောင်မလေးကိုလူတွေပေါ်ပါနေတယ်အကြံရေပက်တဲ့ကြားထဲကိုကောင်မလေးတယောက်သွားပြီဆိုတော့ဖင်လန်းပုတ်ခိုင်းနေပုတ်ခိုင်းရလိမ့်မယ်ပါလှမ်းပြီးတော့ကောင်နာတော့တုတ်ခိုင်းရမယ်ဒါဒါဖြစ်ထိုက်တဲ့သဘောတရားအဲ့တော့ကိုတန်းကြီးမခံနိုင်ဘူးကောင်မလေးထိလို့ရန်ရှာမယ်ဆိုရင်ကိုကောင်မလေးကိုဘယ်မှမခေါ်နဲ့ကိုကောင်ကိုဟိုတယ်မှာသွားနိုင်ဘူးဘူးနေကြရှင်းရှင်းလေးပဲ ။နော်အဲ့တော့လူမှုတိုင်းဝိုင်းမှာနေဒီလူတွေနဲ့နေဒီလူတွေဇေယိုက်ဒီလူတွေဟာကိုအလိုက်ထိုက်နေပေးနိုင်အောင်လူရင်းကျုံးမှာသွားနေလူရင်းနေတဲ့အလိုက်ထိုက်နေရတယ်လို့လူရင်ကျင်းနေမှာနေလူရင်းနေအလိုက်ထိုက်နေရဟုတ်တယ်နော်တချံမှာသွားလိုက်မယ်လူတန်းသားပေါင်းစုံလာမှာအတိတရားရှိတဲ့လူလားတို့မူယူပြီးဘာမှမသိတဲ့ကောင်တွေလာရင်လာမှာအဲ့ဒီမှာကိုကအထိမခံပဲနဲ့ကိုကြောင့်ပြည်တနာဖြစ်သွားမှာဆိုအခြားပျော်နေတဲ့လူတွေအတွက်လည်းအပျော်ပြက်တယ်။ကောင်းဝင်းကျင်တယ်လည်းမကောင်းဘူး။အဲ့တော့သူများနိုင်ငံမှာဖြစ်လို့ရှိရင်ပိုဆိုးတာကမြန်မာတွေမြန်မာတွေဆိုတဲ့ဟာပြောပြီးဖိနှိပ်ခံတယ်။ဒါကြီးကစစ်ပြက်စရာကြီး အဲ့တော့ကိုယ်နိုင်ငံအမျိုးသားကိုကြည့်ပါငါတို့မင်းတို့နော်ညီလေးညီမတွေကိုအဓိကပြောချင်တာဒိုးတွေကိုတက်အောင်ချုပ်ဖို့လုပ်နေတာအဲ့ဒီကောင်မျိုးတွေမင်းတို့လက်ခံလက်ခံလာဇော်မင်းထုံးလုံးကောင်မျိုးအဲ့လိုပေါက်ပန်းလေးတွေအောက်တန်းသားကောင်ကပြောချင်တာပြောနေတဲ့ကောင်မျိုးကမင်းတို့ငါတို့ကိုတက်ပြီးအောက်ချုပ်ဖို့လုပ်နေတာမင်းတို့လက်ခံနိုင်လားအဲ့ဒါလေးပဲတွေးပေးကွာအများကြီးမတွေးနဲ့ဒီလူငယ်တွေအနေနဲ့နော်အုံးနိုင်ငံရေးတွေပဲချုပ်ရအယုံတော့လည်းမတွေးနဲ့ဒါပေမဲ့အဲ့ဒါလေးတော့တွေးပေးဒီလိုကောင်မျိုးကငါတို့အောက်ထုတ်မှာလက်ခံနိုင်တာကိုကိုမိတိလက်မခံနိုင်ဘူးဆိုတော့ဘာလုပ်တဲ့နေလုပ်နိုင်တဲ့ဟောင်လုပ် ကိုမတိဘူးဆိုတဲ့တိတဲ့လူကြီးတွေပဲချင်းချင်းလေးဒါမတိတဲ့အကြောင်းရှိဘူးအရွယ်ရောက်ပြီးတဲ့လူငယ်တိုင်းကဒီနေ့ခက်ကညံ့တဲ့ကောင်တွေရှိတော့တိတယ်ဟုတ်တယ်ဒါပေမဲ့ဘယ်နဲ့ကပြောသလိုပေါ့လူငယ်ဆိုတော့အာယုံကအပျော်ပါးပဲများရင်ကြားနေလိမ့်မယ်ဒါပေမဲ့ဘယ်နဲ့ကပြောသလိုကိုလိုကောင်မျိုးတွေကိုဒီလိုကောင်မျိုးအုပ်ထုပ်တော့ဘယ်တော့ပြောနေရပါစေလို့ပေါ့ပြန်ချရင်ချမှာဟုတ်တယ်မလားအဲ့စိတ်ကဖြစ်နေရမယ်ဒါလူငယ်တိုင်းတိထားတဲ့ညီမပြည်လူတိုင်းကရင်မွန်ပမာရခိုင်ရှာအကုန်တူတူပဲတော့မြန်မာပြည်မှာလက်ရှိတော့မဲထုံးလို့မရောက်နိုင်လို့အာနာမတိမ့်တန်ထားတဲ့ဒေတာမရှိဘူးနော်မြန်မာပြည်သားမှန်ရင်ဘီတော့အိန္ဒိယအာနာပဲနဲ့ပါတယ် မင်းတို့ခြံဝင်းအာနာပိတ်ကံထိကြပြီအဲ့ဒါလေးကိုခေါင်းထဲထည့်ထားလိုက်အဲ့ဒါဆိုရင်သဘောပေါက်လာကြနိုင်တယ်တို့တွေနိုင်ငံတိုးတက်ဖို့အတွက်တို့ပြည်သူအားလုံးမှာလူတိုင်းလူတိုင်းအင်ဂျင်ရှင်ပြည့်ဝနေဖို့လိုတယ်အဲ့ဒါဆိုရင်အဲ့ဒါလိုအောက်တန်းကားကောင်တွေတို့အုပ်ချုပ်တာခံစရာမလိုဘူးအတ္တိတရားဉာဏ်ပညာရှိတဲ့လူတွေခေါင်းဆောင်လုပ်တော့ခံစားရတယ်အဲ့လိုမဟုတ်ဘဲနဲ့တို့တွေကိုယ်တိုင်ကစီးလုံးမှုမရှိဘူးညီညွတ်မှုမရှိဘူးဒီတရိတ်ဆန်စရိုက်လူရိုင်းစရိုက်ဟောတော့မတတ်မယ်ပြတ်မယ်ပုံမယ်ပြောမယ်ပါမယ်ဘာမှမတိအဲ့လိုနေကြမယ်ဆိုရင်တော့ကျင်းနေပါတယ် အဲ့ဒါလို့ငမဲလုံးလို့ငွားမဲလုံးလို့ကောင်မျိုးတွေကတို့အုပ်ထုတ်သွားလိမ့်မယ်ကိန်းနေတယ်အဲ့တော့ခန့်ညံ့ညံ့ပြည်သူတွေများတဲ့အတိုင်းကြီးမှာခန့်ညံ့ညံ့ကောင်တွေအုပ်ထုတ်အတိတရားပြည့်ဝတဲ့ပြည်သူတွေများတဲ့အတိုင်းကြီးမှာအတိတရားပြည့်ဝတဲ့ပညာရှင်တွေပညာတတ်တွေအဲ့တော့ဒါလေးပဲစဉ်းစားပြီးလူငယ်တွေအနေနဲ့ဒါပါပဲမပြောလဲမဟုတ်ပြောမယ်ဒါပေမဲ့အမှားမှန်လုတ်တဲ့မလုတ်တဲ့လုတ်ထိုင်မလုတ်ထိုင်ဒါလေးအားလုံးခွဲခြားနိုင်ပြီလို့ရတယ် อืมเกฮอบีကျွန်တော်ကိုစီပြောတော့တကယ်အရေးကြီးပါတယ်တကယ်ထောက်ခံပါတယ်เนาะဆိုတော့ကျွန်တော်အခုဒီတကြမှာပေါ့เนาะအားလုံးကတော့ပျောက်ပါချင်နေကြတာတော့เนาะပျောက်ချင်ခဲချင်နေကြတာတော့အမှန်ပဲဒါပေမဲ့เนาะအရှိမလဲကိုစီပြောတော့သလိုပဲเนาะကျွန်တော်တို့ကကပျောက်တဲ့လောက်မပျောက်တဲ့ဘူးလားเนาะတကယ်တော့ပျောက်ချင်တယ်ဆိုလို့ရှင်ဘယ်နေရာပျောက်တဲ့လဲမပျောက်တဲ့ဘူးဆိုတာကိုပဲကအမှန်မှန်ခွဲခြားတတ်ဖို့အရေးကြီးပါတယ်ကိုချိန်မှာဆိုเนาะတကယ်ကိုမเนาะပျောက်လုံးဝ မပြောင်းနိုင်တဲ့နော်ဒီနေ့ဒီချိန်တည်းမှာတောင်းမမေ့ရကြပြီမှာနော်ငိုကြွေးနေတဲ့ဇနီးကနော်မငိမ့်သေးပါဘူးနော်တောက်လျှောက်ဆက်တိုက်ရှိနေတော့မှာပဲနော်အဲ့ဒီချိန်မှာကျွန်တော်တို့တွေကနော်ပျော်ပါပြီးမှမိုးရိုးတော့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တောင်းမှာနော်ပျော်ပါမိုးရိုးပြီးမှနော်တနေ့တောက်နော်အသက်တွေးတနေ့တောက်တတ်နေကြတာနော်ဒါမျိုးတွေကတကယ်မလုပ်တဲ့မို့တည်းလားတကယ်အောင်တော့မရှိတဲ့သူတွေကတွေးခေါ်နော်အတိငင်မဲ့တဲ့သူတွေကလုံရက်တွေတနေ့ တနေ့နှစ်နှစ်လောက်မပြောမပြောမပြောတာဘာမှဖြစ်တော့ပါဘူးနော်ကျွန်တော်နိုင်ငံကြီးကောင်းတဲ့ချိန်ကျရင်ကြိုက်တလောက်ပြောဘာမှဖြစ်ဘူးเนาะအခုလည်းမပြောနဲ့လို့ပြောတော့မှာပါဘူးဒါပေမဲ့ကိုကိုတိစိတ်နဲ့ကိုပေါ့เนาะကျွန်တော်ဒီဟာလေးတွေခွဲကြတတ်ဖို့ပေါ့เนาะတကယ်အရေးကြီးတယ်ဆိုတဲ့ကြောင့်ပြောချင်ပါတယ် operator jito go ဘယ်လိုမလဲ comment မှာမှန်ပြကြပါဆက်လက်ပြီးမှာเนาะကိုယ်သိမိသင်စပီးတဲ့လေးဆက်ကြည့်လိုက်ကြအောင်เนาะဒီနေ့တကြမှာပြောတဲ့လားမပြောတဲ့ဘူးလားဆိုတာဟာအငင်းပွားစရာအကြောင်းအရာတစ်ခုဖြစ်လာပါတယ်ဘာကြောင့်လဲဆိုတော့ မန္တလေးစကိုင်းနဲ့မြို့ကြီးတော်တော်များများမှာအကြီးကျယ်ငလျင်နှုတ်ခဲ့လို့ပါဟိုဘက်အိမ်ကအတုပရှိနေနာရေးရှိနေလို့ရှိရင်ဒီဘက်အိမ်ကတစ်ချက်မဖွင့်မနဲ့တိတ်ဆိတ်ပေးရတာဟာလူကြုံပဲပါစာနာမှုကိုအဲ့ဒါလိုနီးနဲ့ဖော်ပြလိမ့်ရှိကြပါတယ်ဒါပေမဲ့လည်းလူဆိုတာသွင်းနေကိုတားနေကိုဆိုတော့ကိုမိသားစုကိုဆွေမျိုးသားချင်းကိုတငယ်ချင်းတွေမသိချင်းမထိခိုက်ကြဘူးဆိုလို့ရှိရင်ပျော်စရာရှိတဲ့အခါမှာပျော်မိတတ်ကြပါတယ်အဲ့ဒါကိုအလွန်အကျူးအပြစ်ဆိုတော့လေတိတ်ပြီးတော့မသိဘူးထင်ပါတယ်တတိုင်းတပြည်လုံးအတုပအိမ်ကြီးလို့ တုတ်တန်တစားပြင်းကြီးလို့တိတ်ဆိတ်ပြီးတော့ဝမ်းတဲ့ကြေကွဲနေဖို့ကိုတော့လေအလွန်အကျူးတောက်ဆိုဖို့မကောင်းပါဘူးစာနာတဲ့သဘောနဲ့ဝမ်းနေပြီးတော့တိတ်တိတ်ကလေးနေပေးမယ်ဆိုလို့ရှိရင်တော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့မနေနိုင်လို့ကမယ်ခုံမယ်ပျော်မယ်ပါမယ်ဆိုရင်လေဆဲဆိုနေတော့ဆရာဒေါသချောင်းချောင်းထွက်နေကြတော့မဟုတ်ဘူးတင်ပါတယ်ငလျင်တဲ့ကြံကရှင်းတော့ကက်ရက်သားဖြစ်နေတော့ပျော်ရေးမပျော်ရေးကိုကအငင်းခုံလို့ဆရာဖြစ်နေပါတယ်ပြီးကြတဲ့ရဲ့အနေငယ်ပဲ မီဒီယာတစ်ခုကမန္တလေးမှာဘီယာဆိုင်တွေကာရာအိုကေတွေဖွင့်နေလို့ဆိုပြီးတော့ကဲ့ရဲ့ရှုပ်ရှားတဲ့သဘောနဲ့ပုံလေးတင်တာတွေ့မိပါတယ်။အဲ့ဒီမှာလည်းအငင်းပွားကြပါတယ်။အဲ့ဒါကတော့အဲ့ဒီဘီယာဆိုင်ကာရာအိုကေဆိုင်တွေဟာဘယ်နေရာမှာဖွင့်နေတာလဲဆိုတဲ့အချက်ကိုအလေးလက်ထားပြီးတော့စဉ်းစားဖို့လိုလိမ့်မယ်ထင်ပါတယ်။အိမ်တွေပြိုပြက်နေချိန်လူတွေသိနေချိန်မှာဘီယာတောက်တယ်ဆိုတာကတော့ပြဿနာတိတ်ပြီးတော့မဟုတ်လောက်ဘူးထင်ပါတယ်။ကယ်ဆယ်ရေးသမားတွေကတော့မှအမောပြေဘီယာလေးတောက်ဖို့လှူဒါန်းတယ်ဆိုတဲ့သူတွေ ရှိနေသေးတာပဲလေဘီယာဆိုင်မှာစင်တင်ဂီတဆိုတာမျိုးတွေပါရင်တော့တမျိုးစဉ်းစားရမှာပါလေကာရာအိုကေဆိုင်ဖွင့်လာတဲ့ပတ်သက်လို့ရှိရင်တော့နေရာကိုတိတိကျကျစဉ်းစားဖို့တင်ပါတယ် Sky Villa နဲ့အနီးနားမှာ Grey Wall နဲ့အနီးနားမှာကာရာအိုကေဆိုင်ကြီးဖွင့်ပြီးတော့စူကြကကြလုံနေကြတယ်ဆိုရင်တော့တော်တော်လေးရမ်းရကြတာပေါ့ညာဟုတ်တယ်မလားနည်းနည်းတော့လူမှုရေးတိတိကျကျပါလို့ပြောရမှာပဲလေဒါပေမဲ့ပြိုတာပြက်တာသေတာကြေတာတိတ်မရှိတဲ့ နေရာကရက်ွက်ကမြို့နယ်တွေကကာရာအိုကေဆိုင်ကတော့ဖွင့်ချင်ရင်ဖွင့်ပါပဲဗျသူစားဝတ်နေရာကလည်းရှိသေးတာဟုတ်အပြစ်တင်ခြင်းလဲဆိုရင်တောင်မှလာဆိုတဲ့သူတွေကိုတင်ခြင်းတင်ရမှာပေါ့လားဆိုင်ကတော့လာရေးအိမ်နဲ့တိတ်မနီးလို့ရှိရင်သူစားဝတ်နေရေးအတွက်သူဖွင့်တာကိုလွန်လွန်ကျူးကျူးအပြစ်မတင်သင့်ပါဘူးอืมအခုဒီကြမ်းမှာမုံရွာကတော့တော်တော်လေးကဲကြတာကိုတွေ့ရပါတယ်อืม ျွန်တော်လည်းစိတ်ထဲတော့သိပြီးတော့မကောင်းဘူးပေါ့ဗျာတေချာအခြေချဒုက္ခရောက်နေကြတာတွေကိုမြင်နေသိနေတော့ငြိမ်ပေးကြမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျေးဇူးတင်မိမှာပေါ့ဒါပေမဲ့လည်းသူတို့မျိုးမှာတေချေပျက်စီးတာတွေသိမရှိလေတော့လူငယ်တွေမို့ပျော်မိကဲမိကြတာကိုသိကြည့်တော့အပြစ်မတင်ချင်ပါဘူးတတော်မုန်းကြံနေတဲ့ကာလကြီးမှာပျော်နိုင်တဲ့လူရှိလို့ရှိရင်လည်းပျော်ကြပါစေဗျာမုံရွာတို့မင်းကြံတို့ကကံကောင်းကြတယ်ဗျာမန္တလေးနဲ့တိတ်မဝေးကြပါပေမဲ့ထိခိုက်ပျက်စီးတာမရှိသလောက်နှီးပါးကိုနေကြပါပြီ။ ်သခိုင်းတိုက်မှာရှိတဲ့ငလျင်ဘိုးချက်နဲ့လည်းအဲ့မျိုးတွေကတကယ်တော့တိတ်ဝေးတာမဟုတ်ပါဘူးစစ်တပ်ဘက်ကလူတွေကတော့လူတွေကိုပျော်တာပွားတာလှုပ်ဆင်ချင်ကြပါတယ်တိုက်ပြီးตายရပါတယ်ငြင်းချမ်းပါတယ်လူတွေပျော်ရွှင်နေပါတယ်ဆိုတာမျိုးကိုသူတို့ကအမြဲတမ်းဘွာရဖျက်ချင်နေကြတဲ့သူတွေမဟုတ်ပါမိုးရွာမှာလည်းကြံလှုပ်ဖြစ်အောင်မန်တက်တွေစောက်ပေးတာတွေပါတွေကိုသူတို့ကဥစည်းပြီးတော့ကြတော့လှုပ်ခဲ့ပါသေးတယ်ငါတို့မန္တလေးမှာတလောက်တော့တည်ကျင်နေတဲ့အချိန်မှာမင်းတို့မုံရွာက ပြောင်းနိုင်ရလားလို့မိုနီတာတချို့ကအသွမ်းမေးကြပါတယ်။မုံရွာကလူတွေကပြန်ပြောပါတယ်။ငါတို့မုံရွာကိုဘုံကျဲနေစစ်မှုထမ်းပြန်ပေးဆွဲနေတော့ငါရောမင်းတို့မန္တလေးကလူတွေပြောင်းနေကြတာပဲမဟုတ်လားတဲ့။အဲအဲ့ဒါမှဇန်လန်းကပို့ပြီးတော့ချုပ်ကုန်တော့တာပါပဲဗျာ။စကားကြဲတစ်ခုလုံးမှာရွာတွေကိုမီးရှို့နေတဲ့အချိန်လူတွေကိုပေါ်တော်ဆွဲနေတဲ့အချိန်တနက်နဲ့လိုက်ပစ်နေတဲ့အချိန်မှာမန္တလေးရန်ကုန်နေပြီးတော့မှပျော်တဲ့လူတွေကတော့ပျော်နေကြတာလည်းအမှန်ပါပဲ။စာနာတဲ့လူတွေကလည်းစာနာကြပါတယ်။အကုန်လုံးပျော်နေကြတာတော့မဟုတ်ပါဘူး။ပျော်တဲ့အချိန်မှာပျော်တယ်ဆိုပေမဲ့လည်း ကျန်တဲ့အချိန်တွေမှာစိတ်မကောင်းဖြစ်နေကြတာဝမ်းနည်းနေကြတာမျိုးတွေလည်းအဲ့လိုမျိုးတွေဖြစ်နေကြတဲ့လူတွေလည်းအများပြပါပြီးတော့လည်းအသိစိတ်ဓာတ်ရှိတဲ့သူကကိုယ်အသိစိတ်ဓာတ်ရှိသလိုသာပြုမှုကြပါလူတိုင်းဝမ်းနည်းနေရမယ်မှိုင်နေရမယ်နိုင်နေရမယ်လို့တော့လည်းတိတ်ပြီးတော့မတောင်းဆိုကြတာပါကောင်းလိမ့်မယ်ထင်ပါတယ်မန္တလေးမှာလည်းတကြမ်းရေကစားတာနည်းနည်းပပတော့ရှိတာပါပဲမြန်မာနိုင်ငံမှာတင်းကြံပြက်တဲ့နှစ်တွေအမှန်တကယ်ရှိခဲ့ပါတယ်ဂျပန်ခေတ်တုန်းကလည်းစစ်ကြီးဖြစ်တော့တကြမ်းပြက်ခဲ့တယ်အဲ့လိုကြားမှုပါတယ် 1988ခုလူလူလှုပ်ရှားမှုကြီးကိုစစ်တပ်ကပြစ်ခတ်ဖြိုခွဲပြီးတော့စက်တင်ဘာလ16ရက်နေ့မှာအာဏာသိမ်းခဲ့ပါတယ်လူတွေအလုံးကိုမကြေမချမ်းဖြစ်ခဲ့ပါတယ်ဝမ်းနည်းတာရောနာကြီးတာရောဒုက္ခရောက်တာရောအဆုံးပါပဲ1989ခုအေဗီလာတကြံပြတ်ပါတယ်ခွေးတောင်လမ်းပေါ်ထွက်ရဲဂဲနဲ့အပေါက်ခံရတဲ့အဖြစ်မျိုးပါတကြံမှာဘယ်သူမှမထွက်ကြနဲ့ဟေးလို့တိုက်တွန်းသူနှိုးဆော်သူတယောက်မှမရှိပဲနဲ့တကြံပြတ်ပါတယ်အခု2021အာဏာသိမ်းပြီးတဲ့နောက်မှာလည်းတကြံပြတ်ပါတယ်2021တကြံမှာ ရေပတ်သူမရှိတလောက်နေပါပါပဲအခုထိအကြံဟာစီစီကားကားလည်းပြန်ဖြစ်မလာသေးပါဘူး၆၆ကက်ကက်ပါပဲပြောချင်တာကတော့ညာလူတွေတကယ်မပြောလို့ရှိရင်ထွက်ပြီးတော့မကစားကြတဲ့ဘာညာဟိုတိုက်တွန်းတဲ့သူမရှိလေမပြောလို့ရှိရင်မကစားကြပါဘူးအဲတကြံမှာရေကစားလို့ရှိရင်ရိုက်မယ်နှက်မယ်လို့ချိတ်ချောက်ကြတဲ့သူတွေကလည်းရှိတယ်ရေပတ်တဲ့ online တွင်နေရင်ဝင်ရိုက်မှာတကယ်ရိုက်မှာတကယ်ရိုက်မှာဒါတော့သူများတွေ တေရုမောင်ရဖြစ်တဲ့ချိန်မှာရေပတ်တဲ့ကောင်ဖောင်းတော့ရိုက်မှာချက်တဲ့ရှင်းကွာရှင်းမလားပြင်းတော့ရိုက်မှာအဲ့ဒါပြောပြီးသားစိတ်ကောင်းပြီးသားမင်းချက်တဲ့ချိန်တိုင်ကွာဘိုးရိုးသားလေးရိုက်မယ်ကွာတိုင်မှုသားလေးမှာတထေးသားလေးရိုက်မယ်ကွာငါရိုက်မယ်ကွာငါငါနမန်ပန်းတဲ့ငါရိုက်မယ်ငါကားရှိမှာရေပတ်တော့ငါရိုက်မှာဆင်းရမှာတေရုပဲရှောင်းတော့အားထိုးရင်ထိုးတော့ငါကိုယ်ကပြောတာပြီးသားပြောရတယ်လုံးပါတတိယချိန်ကိုပက်ကြည့်လိုက်ငါရှင်းမှာတွေ့လို့ငါကိုင်းတော့ပြောင်းမယ်မင်းဘာောက်သားပြေးပြေးမှာချမှာကွာမိန်းမလေးရိုက်မယ်ယောက်ျားလေးပဲခွင်းလေးရိုက်မယ်ကိုယ်လေးရိုက်တယ်ပြီးရရှင်လေးရိုက်ကိုယ်ရိုက်ဒီတော့တွေးနေကြွရနေတော့မင်းပြောင်းနေတဲ့ကောင်ငါဘယ်ထားမလဲဒီကောင် အနာနေစသားယတနာယူပြစ်ပလိုက်မှာဒီလောက်ပြောရင်မကောင်းတော့ဘူးဓမ္မစီတီဆရာတော်ပါဒါတော့လည်းတစိတ်မလွန်လွန်းဘူးလားလို့ရှောက်ထားချင်ပါတယ်မင်းတို့ရေမကစားကြပါနဲ့ကွာမပြောကြပါနဲ့တေတဲ့လူတွေကိုအားနာပါအောင်လို့ဖြောင်းဖြောင်းဖြားဖြားပြောမယ်ဆိုလို့ရှိရင်တော်ရောပေါ့ဗျာအခုတော့ရိုက်မယ်ကွာစုံမယ်ကွာဆိုတော့မခက်ပေဘူးလားရိုက်ရနေအောင်ကိုရောမွေးထားတဲ့သာသမီတွေမှမဟုတ်တာဗျာကျွန်တော်တို့တိုင်းပြည်မှာဘုန်းကြီးတွေဟာတော်တော်လေးနေရာယူခဲ့ကြပါတယ်ရွာတွေမှာရွာဦးကျောင်းဆရာတော်ကတကြီးကိုတော့မှခေါ်ရိုက်လို့ရတယ်ဆိုတာမျိုးတွေအရင်ကရှိခဲ့ပူပါတယ် ပြန်လို့ရှိခဲ့မှုတဲ့ရှ िख ေဟောင်းလေးထာကိုပြန်တန်းတနေတဲ့တန်ခါကြီးအခုထိရှိနေကြပါသေးတယ်။ဘုန်းကြီးဆိုတာလူကိုရိုက်နှက်ဆုံးမခွင့်ရှိတယ်လို့ထင်နေကြတော့မှာပဲ။စစ်တပ်မှာလည်းအဲ့ဒါလိုစိတ်ထားမျိုးရှိပါတယ်။စစ်ဘုံတွေဆိုလို့ရှိရင်လမ်းပေါ်မှာသူတို့စိတ်ထဲမှာအမြင်မတော်ဘူးထင်တာကိုတွေးလို့ရှိရင်ဆုံးမခွင့်ရှိတယ်လို့သူတို့ကသူတို့ထင်တတ်ကြပါတယ်။တချို့စစ်ဘုံကဆိုလို့ရှိရင်ငါမှတာဝန်ရှိတယ်လို့တောင်မှပြောတတ်ကြပါသေးတယ်။ရဲအလုံးနဲ့စစ်ဘုံလုံးကိုစိတ်ကွဲပြားဖို့မရပါဘူး။ယာရုကြီးကြီးရထားတာနဲ့သူတို့ကသူတို့လူတိုင်းကိုဆရာလုံးလို့ရတယ်လို့ထင်တတ်ကြပါရပါတယ်။ ခုဓမ္မစီတီဆရာတော်ဆိုလို့ရှိရင်တကြံမှာပြောနေတာကိုတွေ့လို့ရှိရင်တနက်နေ့တောင်ပြစ်မယ်လို့ပြောလိုက်ပါသေးတယ်။ဆရာတော်ရဲ့စာနာစိတ်ကတစိတ်မပြစ်ထန်တော့ဘူးလားဗျာ။မစာနာတဲ့ကောင်တွေတေးကွာဆိုပြီးတော့တနက်နေ့တောင်ပြစ်တတ်အောင်မယ်ဆိုတော့ကြည်လေလုပ်ပါအောင်ဗျာ။ကိုတော့ဂိူနာကမလွန်လွန်းပေဘူးလား။သူတော်ဘာကိုစာနာတယ်ဆိုတဲ့စိတ်ထားကကောင်းပါလေမုံမြတ်ပါလေစာနာပြီးတော့ငြိမ်သက်ပေးတာကိုငါးပါးတီလာစောင့်တော်လို့ပဲသဘောထားဖို့ကောင်းပါလေ။သူ့အတ္တမတ္တသူတော်ဘာကိုမလိမ့်မခိုးစတဲ့ငါးပါးတီလာတွေစောင့်ထိန်နိုင်မယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့။ ဒါပေမဲ့၅ပါးသီလမဆောက်နိုင်တဲ့သူကိုလည်းတွားပြီးတော့အပြစ်တင်နေပါနဲ့၅ပါးသီလမဆောက်အောင်လားဆိုပြီးတော့မဆောက်တဲ့သူကိုတွားဆဲနေလို့ရှိရင်မဆောက်တဲ့သူရဲ့အပြစ်မဟုတ်ဘဲနဲ့ဆဲတဲ့သူရဲ့အပြစ်သာဖြစ်ပါလိမ့်မယ်၅ပါးသီလမဆောက်တဲ့သူကိုတွားဆဲနေမယ်ဆိုလို့ရှိရင်တကြံပြောင်းနေတဲ့ကောင်ကိုတနက်နဲ့ပြစ်မယ်ဆိုပြီးတော့တွားပြောင်းနေလို့ရှိရင်၅ပါးသီလမဆောက်တဲ့ကြေးကလားတွေကိုတနက်ချီတတ်တာတောင်မှအကုသိုလ်မဖြစ်ဘူးလို့တိတိကျကျဆရာတော်တရားဟောတာနဲ့တူနေပါလိမ့်မယ်၅ပါးသီလဆောက်အောင်မယ်ဆိုရင်အထက်မှာသူတို့ဘာအသက်ကိုမတက်ရဘူးလို့ပြညတ်ထားပြီးသားပါ အဲ့ဒါကိုငါးပါးသီလမလုံတဲ့သူဆိုလို့ရှိရင်တော့တက်လွတ်ရတယ်အကုသိုလ်မဖြစ်ဘူးလို့ဟောနေတော့မခက်သေးဘူးလားငါးပါးသီလတော့လုံရမယ်ဟဲ့ဒါပေမဲ့ငါးပါးသီလမလုံတဲ့ကောင်ကိုတော့တက်ချင်တက်ကြလို့ဆိုရမရောက်ပြီဘူးလားအခုတခြားမှာပြောကြတာတွေကိုလည်းငါးပါးသီလယူသူတို့ပဲသဘောထားကြလို့ရှိရင်မကောင်းဘူးလားသီလယူတဲ့သူတွေယူကြပါမယူနိုင်ရင်လည်းရှိပါစေငါးပါးသီလယူနိုင်လို့ရှိရင်ပိုကောင်းပါလေတာတို့ခေါ်လိုက်ပါမယူနိုင်တဲ့သူတွေကိုလည်းသူ့ကြောင်းတဲ့သူပဲလို့သဘောထားပြလိုက်ကြပါ သူတော်သူဆောင်ပြီးတော့သူစိတ်ဓာတ်နဲ့သူနေပါစေပျော်ခြင်းသူတွေလည်းပျော်ကြပျော်တိုင်သူတွေလည်းပျော်ကြပါစာနာသူတွေကလည်းစာနာကြပါခင်ဗျဟုတ်တယ်နော်ကျွန်တော်နော်ကိုကြီးတင်မတင်စပြသွားတယ်ပေါ့ပရိသတ်ကြောင့်မင်းဒေါက်တာချယ်လေးတို့ကို comment မှာရေးပြကြပါအာ just နေတော့ဘာမှထမပြောလို့ပါဘောเนาะဟုတ်ပြီ အာဒီမနက်ခင်တဲ့အားလာပါပဲအဆုံးထိကျေးဇူးပရိသူရောက်စီတိုင်ရန်ကျေးဇူးတင်ပါတယ်ဒီတဲ့တွင်နဲ့ပတ်သက်ပြီးမှပရိသတ်ကျွတ်မြင်တုံးတဲ့ချက်လေးတွေကို comment မှာရေးပြချပါလို့ပြန်နဲ့တင်းနဲ့ဆုံးတက်လိုက်ပါမယ်ကျွန်တော်တို့တက်တဲ့လေးတွေနဲ့ပြန်ဆောင်ကြအောင်နော်ကဲဘိုင်